အပီတရက်ကစားပြီးလေရင်ပေါ်မှာပါဝါဘက်အသုံးပြုခွင့်မလေးရှားတမ်းမြင်ပြီမလေးရှားလေးချောင်းလိုက်မှာလိုက်ဖဆင်းနေမဲ့သူတွေအားလုံးအပီတရက်နေ့ကစားပြီးလေရင်ပေါ်မှာပါဝါဘက်အသုံးပြုခွင့်မပေးတော့မှဖြစ်ကြောင်းသတ်ရိတ်တိုင်းသတင်းမှာဖော်ပြထားပါတယ်မလေးရှားလေးချောင်းလိုက်ဟာ2025ခုနှစ်အပီလတရက်ကစတင်ကလေရင်ခင်းစဉ်အတွင်းပါဝါဘက်အသုံးပြုမှုကိုတမ်းမြင့်သွားမှာဖြစ်ပါတယ် စီမင်းတဲ့အရာခီးတဲ့တွေကလေရင်ပေါ်မှာပါဝါဘက်တွေကိုအသုံးပြုခြင်းဒါမှမဟုတ်အာသွင်ခြင်းပြုလုပ်ခွင့်မရှိတော့ဘူးလို့သိရပါတယ်။ပါဝါဘက်တွေကိုလက်ဆွဲအိတ်ထဲမှာသာတည်ဆောင်ခွင့်ပြုမှာဖြစ်ပြီးထိုင်ခုံအောက်ရှင်အိတ်ထဲဒါမှမဟုတ်ရှေ့ထိုင်ခုံအိတ်ကတ်ထဲမှာတင်းစီထားနိုင်မှာဖြစ်ပြီးအပေါ်ဘက်သုံးလောင်းခင်းတွေမှာတော့ထည့်ထားခွင့်မပြုထားပါဘူး။ပြပင်ရတဲ့ရည်ရွယ်ချက်ကတော့ လက်ဒီယမ်အိုင်နိုဘက်ထရီတွေနဲ့ဆက်ဆက်နိုင်တဲ့မိဘအန္တရာယ်တွေကိုချွတ်ချပြီးဘေးကင်းလုံခြုံရေးကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့အတွက်ပဲဖြစ်ပါနေ။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။